ားလုံးပဲမင်္ဂလာပါခင်ဗျာခုတစ်ခေါက်မှာတော့သမိုင်းမွေးနေ့တွေစိတ်ဝင်နေပြီယူကိုရီအုံမိုးနေတဲ့တောင်နန်းကြီးတွေပေါ်ကနေရွှေရောင်လွှမ်းခြုံနေတော့တိမ်ထဲကအလင်းတိုင်းလို့ကျွန်တော်ရဲ့စိတ်ဝင်မှာ တင်စားခေါ်ဝေါ်မိတဲ့ကြိုက်ထီယိုစံတော်ရှင်ဇေဒီတော်မြတ်ကြီးကိုအချိန်ချင်းတွားရောက်ဖူးမြော်တိုင်းကားနဲ့သာတွားရောက်ဖူးမြော်ခဲ့တာကြောင့်ခုတစ်ခေါက်မှာတော့ကားမှမတွားဘူးသေးတဲ့ဒီရထားနဲ့ ွားရောက်မှာပါ။တန်တန်းတလျှောက်ခုံမောင်းနေတဲ့ယထာတန်တဲ့အတူတဘာဝတရားပြီးထားတဲ့မိုးဆက်အေးဆူတန်လေးတွေပေါင်းဆက်ထားတဲ့တောင်နှန်းကြီးတွေရဲ့ရှင်ခွင်ရဲ့သူစီမျောခြင်းမိထားကီးစတင်လိုက်ပါပြီ။ဒီဟီကယထာကြီးဆိုတာထက်ပိုပါတယ်။ဒါဟာကုကုကူပြန်လေရှာဖွေတဲ့ခီးတစ်ခုပဲဖြစ်ပါတယ်။ ကျွန်တော်တို့နဲ့အတူခံစားဖို့လိုက်ခဲ့ကြပါအောင်နော်ရန်ကုန်ဘူရာကြီးကနေမနေ့9နာရီတိမှစတင် ထွက်ခွာခဲ့တာဖြစ်ပြီးလမ်းတလျှောက်ဘူရာအချို့မှာခီးပဲတင်းချောက်ပြုတ်လုတာကိုလည်းတွေ့ရပါတယ်ဒေတာရဲ့အငွေအသက်တွေဒေတာကန်တွေရဲ့ရိုးသားတဲ့ပုံရိပ်တွေထင်ဟပ်နေတဲ့ဘူရာယုံလေးတွေမှာခဏနာရင်ကြိုက်ချီယိုးစီဒီတော်မြကြီးဆန်တို့သွားမယ် လန်ခီယာပို့ပြီးတော့ဒိဗယ်ရှိလာခဲ့ပါတယ်။တောင်တန်းတွေရဲ့လွှမ်းမိုးမှုမြစ်ချောင်းတွေရဲ့တည်ငြိမ်မှု စိမ့်လန့်တဲ့လေကွင်းတွေရဲ့လှတရားတွေကို ခံစားရင်းနေပဲဖြည်းဖြည်းနဲ့တိုက်ထီယိုစီတီတော်မြကြီးတည်ရှိရာကြိုက်သူပူတာလေးစီတို့ဤကပ်လာပြီပဲဖြစ်ပါရဲ့ လမ်းဘီးဝဲရမှာရှိနေသောမြစ်ချောင်းများရဲ့လှပမှုတွေနဲ့အတူကျွန်တော်တို့ကတိမ်စည်းရဲ့ဘူရာလေးစီတို့ရောက်ရှိခဲ့ပြီပဲဖြစ်ပါတယ်ဘူရာလေးမှာခဏမိသားရနာရင်ခီးတဲ့အတင်ချများလဲဆက်လက်ပြုလုပ်နေတယ်တိမ်စည်းရဲ့ဘူရာလေးမှာတော့ဈေးတွေအများပြားတက်ရောက်တောင်းချနေတာကိုလည်း င်တော်တည်နေရမှာဖြစ်ပါတယ်ဒီလိုနဲ့မနေ့17နာရီအတိမှာတော့ကျွန်တော်တို့ရဲ့ပန်းနိုင်ဖြစ်တဲ့စိုက်သူဘူရာယုံလေးစီတို့ဆက်ရောက်ခဲ့ပါတယ်စိုက်သူဘူရာကနေတောင်ကြီးကင်မိုးစခန်းမှာရှိတဲ့တောင်တက်ကားကြီးကိုဆက်လက်သွားရောက်ဖို့အတွက်တောင်ပေါ်မှာရှိတဲ့စေတနာဝန်ထမ်းလို့သတ်မှတ်ရမယ် ိုထွန်းမှချိတ်ဆက်ပေးထားတဲ့အိုးဝီနဲ့တောင်ကြီးကိုဆက်လက်ထွက်ပါလာခဲ့ကြပါတယ်။ကြိုက်သူဘူရာကနေကင်မွန်စကန်သို့သွားရာလမ်းလျှောက်လှပတဲ့ရာဘာတော်တွေကိုမျက်စိအရာဒဖြစ်စရာတွေလည်းတွေ့မြင်ခဲ့ရပါတယ်။လန်ခီတလျှောက် အေးမြခြင်းနေနဲ့အတူအိုးဝေရှင်လေးတွေလည်းတွာလာလှူရှားနေကြအောင်လဲတွေ့နေရမှာ ဖြစ်ပါတယ်အခုဆိုရင်ဂျက်ကီယိုစီဒီတော်ဒီရှိရာတောင်တန်းကြီးကိုလည်းတွေ့မြင်နေရပြီးတော့ကေမိုစကန်တောင်ကြီးတို့စတင်ဝင်ရောက်လာပြီးပဲဖြစ်ပါတယ် တောင်ကြီးမှာရှိတဲ့တောင်တက်ကားဂိတ်ကိုရောက်ရှိခဲ့ချိန်မှာလေဖျားဘူးရာသီမဟုတ်သေးပေမဲ့လာရောက်ဖူးညော်ကြတဲ့အနေနဲ့ရက်ရက်ကဖျားဘူးတွေများတာကြောင့်တောင်တက်ကားတွေအကြာကြီးမဆောင်ရဘဲနဲ့တောင်ပေါ်သို့အစဉ်ပြေစွာနဲ့တက်ခဲ့ရပါတယ် လမ်းဘီဝဲရရဲ့စိမ့်ညုတ်အုံမိုင်းနေတဲ့တောင်တန်းအလှတွေကောင်းကင်ရံရဲ့တိမ်ဆိုင်တွေကြည့်မြင်ရသူရဲ့စိတ်နှလုံးကိုလည်းရှင်လန်းချမ်းမြေစေပါ မကြာခင်မှာတောင်ကြီးကားကြီးကနေ7မိနစ်စကန်းလို့ခေါ်တဲ့တောင်တက်စင်ကားကြီးလေးတို့ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်အစင်းကားတွေစောင့်ပြီးအစင်းကားတွေကုန်သွားတဲ့အချိန်ကြမှာ အတက်ကားတွေကိုလွတ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဆက်လက်ပြီးတော့တက်ရောက်ခဲ့ပြီဖြစ်ပါတယ် တောင်ပေါ်ကားဂိတ်ကို ရောက်ပြီဆိုတာနဲ့မြင်ကွင်းကအများကြီးပြောင်းလဲသွားပါတယ်တောင်ကိုမြုံမုံနေကြမှာလျှောက်လန်းရတဲ့အရာသာဘယ်ရနဲ့မှမတူနိုင်ပါဘူးလမ်းတစ်လျှောက်မှာတော့ဘုရားပွဲရာသီအမီ ဖွင့်လှစ်နိုင်မှုအတွက်ဈေးဆိုင်ကမ်းလေးတွေလည်းပြင်ဆင်နေကြတာတွေ့ရပါတယ်ဈေးတဲ့အချို့ကိုလည်းခုလိုပဲတွေ့မြင်ရမှာဖြစ်ပါတယ်ချိုးဆိုင်တွေကတော့ပိတ်ထားဆဲဖြစ်ပြီးဖျားပွဲရာသီတည်င်းကျွ်လာပြင်းနေကနေစပြီးတော့ဖွင့်လှစ်ရောင်းချဖို့အတွက်ဒီလေအားလုံးအပြင်ဆင်နေရပြီဖြစ်ပါတယ် ဒါကတော့တောင်တက်ကားဂိမ်းရဲ့အနီးဆုံး Mountain Top Hotel ဖြစ်ပါတယ်။ဆက်လက်လျှောက်လှမ်းလာရင်တော့ရွှေရည်သေးတွေတီးနံရောင်းနေတဲ့တွေကိုလည်းတွေ့ရမှာပဲဖြစ်ပါတယ်။အကြခင်ကျွန်တော်တို့ရေမင်တော်အတက်ဂျိုက်တီယိုစံတော်ချင်းစီတော်မြကြီးမို့ဦးကိုရောက်ရှိလာခဲ့ပြီးတော့ဆက်လက်တက်ခဲ့ရင်တော့ကြောက်တံမှန်စီတီတော်ကိုလည်းဖူးမြင်ရမှာဖြစ်ပါတယ်။အဲဒီကနေဆက်လက် တက်လာခဲ့ပြီမယ်ဆိုရင်တော့အမတော်ရွှေနန်းကျင်ရဲ့နန်းဆောင်ကိုရောက်ရှိရောမှာပဲဖြစ်ပါတယ်ဒါတော့အမတော်ရွှေနန်းကျင်ရဲ့နန်းဆောင်ဖြစ်ပါတယ်မတော်ရွှေနှန်းကျင်းနန်းဆောင်မြင်းနဲ့ချင်းဆိုင်မှာတော့ရွှေနှန်းကျင်းဗိမ္မာန်တော်ကြီးရှိပါတ စိမ့်ဆူလှပနေတော့တောင်တန်းတွေနဲ့အတူစံတော်ရှင်မြတ်ကိုဝိုးတိမ်မြူဘူးများကြားနေစတင်ပြီးဖူးမြော်ရချိန်မှာတော့အေးမြလန်းဆန်းခြင်းတွေနဲ့အတူကြည်နူးစရာအခိုက်အတန့်လေးကို ရရှိခံစားမိစေမှာအမှန်ပဲဖြစ်ပါတယ်။ဒီမင်းတော်ပေါ်တို့ရောက်ရှိချိန်မှာတော့တိုက်ခတ်နေတဲ့အေးမြတဲ့လီနုအေးနဲ့အတူရှင်ပြင်းတစ်ခုလုံး မြူရီဖုံးအုပ်ထားတဲ့ခန်းစားချက်ကတိမ်ပင်လေထဲကိုရောက်ရှိသွားတဲ့ခန်းစားမှုမျိုးပါပဲ အာယုံငံတစောင်းတွင်းမှာတော့ဘုရားဘူးရာသည်မဟုတ်သေးပေမဲ့လည်းဆန်တော်ရှင်ကြိုက်တီယိုစီတီတော်မြကြီးကိုလာရောက်ဖူးညော်ကြတဲ့ဘုရားဘူးတွေလည်းရှိနေပါတယ်။ ရင်းမြင်တော်ပေါ်မှာရှိတဲ့ chainId ကိုရင်းမြင်တော်ကျောင်းတိုက်အတွင်းမှာတတ်တော်များကိုလည်းအများသူများဖူးမြော်နိုင်အောင်သင်ဆက်ပေးသားပါတယ် ရင်းမြင်တော်ပေါ်မှာဖျားဖူးပြီးတော့ကျွန်တော်တို့ကဆက်လက်ပြီးတော့မိုးဆိုးတောင်ကိုသွားရောက်มาပဲဖြစ်ပါတယ်။ဒါတော့မိုးဆိုးတောင်စီးပြီးတော့အတက်မဟုတ်ဘူးပဲဖြစ်ပါတယ်။မိုးဆိုးတောင်ရောက်တဲ့အချိန်မှာတော့မိုးများရွာသွန်းနေတဲ့အတွက်မိုးရသည်ကြိုက်ကြီးရိုးရဲ့အထင်ကြီးကမိုးပါအင်ကြီးများဝစ်ဆင်ပြီးတော့တောင်ပေါ်သို့ ဆက်လက်သွားရောက်နေကြတာပဲဖြစ်ပါတယ်။ဘူဆိုးတောင်ပေါ်ရောက်တဲ့အချိန်မှာလည်းဈေးကြီးတော့ဘူသားများကြားထဲကနေမှုန်ပြပြပဲတွေ့မြင်နေရတာပဲဖြစ်ပါတယ်။ထမနီ ျွန်တော်တို့ရောက်ရှိခဲ့ပြီးတော့ဟိုဆိုတောင်အပြန်နားခူရရူလီတုံးဟိုတယ်မှာကျွန်တော်တို့ညအိတ်နှစ်နာရီမှာပဲဖြစ်ပါတယ်